ဖိလစ်ပိုင်သမ္မတဟောင်းရိုဂျီကိုဒူတာဒေကိုဖိလစ်ပိုင်မြို့တော်မနီလာမှာလူသက်မှုဆွဆွဲချက်နဲ့ဖမ်းဆီးပြီးတဲ့နောက်နိုင်ငံတကာရာဇဝတ်တရားရုံးကမတ်လ12ရက်နေ့မှာထိန်းသိမ်းခဲ့ပါတယ်။ဒူတာဒေဟာနိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့အချုပ်ခန်းမှာထိန်းသိမ်းခံခဲ့ရတယ်လို့ ICC ကရေးသားဖော်ပြခဲ့ပါတယ်။ဒူတာဒေကိုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုလူသက်မှုဆွဲချက်တို့နဲ့ဖိလစ်ပိုင်သမ္မတနိုင်ငံအာဏာပိုင်တွေကဖမ်းဆီးခဲ့တာပါ။အသက်89နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒူတာဒေဟာ ရူတာတန်လေးစိတ်ကိုဗုဒ္ဓုနဲ့အစောပိုင်းကစင်လုံးကားလေရင်နဲ့ရောက်လာခဲ့ပါတယ်။သူ့ကို လာမယ့်ရက်တွေအတွင်း The Hate မြို့က ICC တရားသူကြီးစီပို့မယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။သူ့ကို Dash ကန်ချီကထိန်းသိမ်းစခန်းစီကိုပြောင်းရွှေ့ထားပါတယ်။ဖိလစ်ပိုင်နိုင်ငံကို2016ခုနှစ်ကနေ2022ခုနှစ်အထိအုပ်ချုပ်ခဲ့တဲ့ဒူတာဒေးဟာမွေးစေဝါနေနေရင်မှာလူသားအဖွဲ့တွေကိုကြီးကြပ်ခဲ့တဲ့အတွက်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ရင်ဆိုင်ရမှာပါ။ ဒူတာဒေးဟာ ICC မှာရုံးတင်စစ်ဆေးခံရတဲ့ပထမဆုံးအာရှနိုင်ငံအကြီးအကဲဖြစ်လာနိုင်ပါတယ်။တမရအဖြစ်ဒူတာဒေးဟာမွေးရစေဝါသုံးဆဲသူတွေနဲ့ရောင်းဝယ်ဖက်ကားသူတွေကိုတတ်တဲ့လူသက်အဖွဲ့တွေကိုဖန်တီငွေကြေးထောက်ပံ့ရင်းလက်နက်ကင်ဆောင်ခဲ့တယ်ဆိုပြီး ICC ကဖမ်းရမ်းထုတ်ထားတာဖြစ်ပါတယ်ခင်ဗျာ။